ခရစ်တော်ရဲ့ဧဝံဂေလိဟောပြောခြင်းဟာအရန်သေးငယ်ပြီးအရေးမပါတဲ့မိဘတစ်ခုကနေစတင်ခဲ့ပါတယ်။တမန်တော်ဝိတ္ထုအခန်းကြီးနဲ့အခန်းငယ်တရပင်တီကုတ်တီပွဲတော်နေ့မှာတန်ရှင်းသူ120ဟာမာကုရဲ့အထက်ခန်းမှာအရင်မိုးတန်ရှင်းသောဝိညာဉ်တော်ကိုလက်ခံရရှိခဲ့ပါတယ်။အဲ့ဒီကနေစပြီးဧဝံဂေလိမိတောက်ကတဖြည်းဖြည်းလောင်ကျွမ်းလာခဲ့ပါတယ်။အဲ့ဒီတုန်းကခန္ဓာရဲ့ဘေးမှန်တော်တွေမရှိခဲ့ပါဘူး။သူတို့ဟာထက်ခိုးတဲ့မြေကမ်းသားတဘာဝအလယ်မှာဝိပုကိုကိုယ်ခဲ့ကြပါတယ်။သူတို့ဟာနည်းနည်းလောက်ပဲရှိခဲ့ကြပါတယ်။ ဒါပေမဲ့သူတို့ရဲ့ယုံကြည်ခြင်းကဘယ်ကနေလာပါသလဲလူတယောက်စီကနေလာတာပါလားတကယ်လို့လူအတွေးခေါ်တွေကိုအခြေခံခဲ့မယ်ဆိုရင်သူတို့ရဲ့ယုံကြည်ခြင်းဟာလင်းမြန်းစွာပြုတ်ပြတ်သွားမှာဖြစ်ပြီးအကြာကြီးတည်တတ်မှာမဟုတ်ပါဘူးတမန်တော်ဝိတ္ထုအခန်းကြီး9အခန်းငယ်39မှာဖျားသခင်ဤအကြံမှုဖြစ်လျင်တင်းတို့သည်မဖြည့်ဆည်းနိုင်ကြလို့ရှင်းရှင်းလင်းလင်းဖော်ပြထားပါတယ်하나님께로살았다면결단코너희가저희를무너뜨릴수가없다라고이렇게분명히언급을했습니다